ကျွန်တော်ဆက်ခွန်နေရနေ့ကကျွန်တော်ဒီအင်းထဲကိုစရောက်တယ်။မင်းကျောင်းမင်းကျောင်းမှာရှိရဲ့အိမ်လေးအိမ်ပေါ့အိမ်လေးအိမ်တို့ကိုအဲ့ဒီက၃အိမ်ယူပြစ်တယ်။တိမ်ကတော့နောက်မှကျွန်တော်ပြောရင်းဆိုရင်ဒီမှာ၁၈ရက်နေ့ကျမှတွေ့ပြတယ်ပေါ့။ဆိုတော့၁၈ရက်နေ့ဒီကပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်မင်းကျောင်း၄အိမ်အတွက်ရဲ့နောက်တစ်ခုကခုနအဖိုးဖွာတို့အိမ်ဆောင်စီးရင်ရညမေမပါတဲ့ခါကျတော့အလှူကံပစ္စည်းတွေကိုတို့မရဘူး။လာလှူတဲ့အလှူရှင်တွေရဲ့ပံ့ပိုးမှုတွေကိုလည်းတို့မရဘူး။မရတဲ့အတွက်အဲ့ဒီအဖိုးဖွာအတွက် ဟိုနဲ့နေစရာအိမ်တစ်လုံးအတွက်ကိုကျွန်တော်လှူဒန်းပစ်တယ်။ဆိုတော့၁၆ရက်နေ့မှာကျွန်တော်လှူဒန်းပစ်တဲ့ဥစ္စာကတော့ခုနပြောတဲ့မင်းကြောင်း၄အိမ်နဲ့ကျွန်တော်ခြေစားဖို့နဲ့ဘွားအိမ်တော့ကိုလှူပစ်တယ်ပေါ့။အဲ့အချိန်မှာလှူရင်းနဲ့ပဲကျွန်တော်ဘာတွေးမိကြလဲဆိုတဲ့အခါကျတော့ဒေသခံတွေကအဲ့ဒီမှာရှိတဲ့ဦးမျိုးကနေပြီးတော့သူတို့ဒီရွာမှာရှိတဲ့ခြေစားမှာရှိတဲ့လူတွေနဲ့သူတို့ငွေပေးငွေယူ ဝေတူတဲ့အခြေအနေပေါ်မှာဘာတွေနဲ့သူတို့ချုပ်ကြလဲဘာတွေနဲ့တယောက်နဲ့တယောက်ဂရိကဝတ်လောက်ကြလဲဆိုပြီးကျွန်တော်ဆွေးနွေးပြကြတယ်ကျွန်တော်တို့ခေါင်းထဲမှာအတွေ့အကြုံတစ်ခုကြရတယ်။ရတဲ့ခါကျတော့ကျွန်တော်ကန်သားနေပြီးတော့တာဝန်ရှိတဲ့ဆရာဘသာနဲ့ကျွန်တော်တိုင်ပင်လိုက်ကြတဲ့ခါကျတော့ဟိုဂရိကဝတ်စာချုပ်လို့စာရွက်စာတမ်းလေးတစ်ခုကျွန်တော်ပုံပေါ်နိုင်တယ်ဒါဒါလေးတွေပေါ့ဒါလေးတွေနဲ့အဲ့လိုမျိုးကျွန်တော်ဒီဟာလေးကိုလုပ်ပြီးတော့အခုကျွန်တော်18ရက်နေ့မှာကျွန်တော်စပြီးတော့ဒီပုံစံလေးနဲ့ကျွန်တော်စပြီးတော့ခီးဆက်တယ်။ခီးဆက်တဲ့အခါမှာခုနကျွန်တော်မနေ့က18ရက်နေ့က ဟိုတူတန်းခဲ့တယ်မင်းကြောင့်ကလေးရင်ခုနဟိုဒီကျေးစားနေပြီးတော့အဖိုးနဲ့အဖွားရဲ့အိမ်နောက်ဘာရှိသေးလဲဆိုတော့ကျွန်တော်တို့ပထမတစ်ခေါက်တုန်းကလှူခဲ့တဲ့ရေသားရေသားရွာကျွန်တော်ခုနေအဲ့ဒီအိမ်တွေအတွက်ကိုပါတခါလေကျွန်တော်တို့အလှူရှင်ကလည်းဒီအလှူပေါ်မှာပေါ့နော်ဂျင်းနမှုရှိဖို့အတွက်ကိုကျွန်တော်ဒီဟာလေးဒီဟိုအလုံးအတွက်ကောင်းတဲ့အခြေအနေလေးတစ်ခုကိုကျွန်တော်ဖန်တီးပေးနိုင်တယ်လို့စိတ်ထဲမှာခံစားရတယ်။တစ်ရှိရနေ့မှာဘုန်းကြီးကျောင်းမှာကျွန်တော်ပြန်ဆောင်ကြရတယ်။ ဆုံပြီးတော့နောက်တစ်ခုကျွန်တော်တို့ထပ်ပြီးတော့လှူတဲ့ဂျေးစားမှာအားလုံးပေါင်းဆိုဂျေးစား18ယင်းဖြစ်သွားတာပေါ့ပထမအဦးဆုံးကျွန်တော်တို့နှစ်အိမ်လှူဖို့ပြောခဲ့တယ်နောက်ထပ်14ယင်းထပ်တိုးတယ်ခုနဟိုအဖိုးနဲ့ဘွားတိအိမ်ဆိုတော့18ယင်းဖြစ်သွားတယ်ဆက်ကုန်နေဖြစ်သွားတဲ့အခါမှာကျွန်တော်တို့အလှူရှင်နေတဲ့ငွေတွေကိုကျွန်တော်တို့ဘယ်လိုခွဲလိုက်လဲဆိုတော့မိညာက၄အိမ်ရယ်ခုနကျေးစားအဖိုးနဲ့အဖွာကိုလှူတဲ့တအိမ်စားရယ်အဲ့ဒီ၅အိမ်အတွက်ကဒုက္ခရွှေကြီးစိန်ရွှေရနာဆိုင်ကလှူတဲ့350ကိုအဲ့ဒီ ဟို၄ရင်တည်းရင်ဆို၅ရင်စာကိုကျွန်တော်ကစီစဉ်လိုက်တယ်။နောက်ညီလေးပညာနဲ့သူတို့ပြည်မြေပါ900တာသမီးတွေလှူထားတဲ့အလှူငွေ350ကိုကျတော့အခုကျွန်တော်ကြီးစားမှာရှိရဲအခု၁၄ရက်ပထမကျွန်တော်တို့ကြိုပြီးတော့လှူဖို့ပြောထားတဲ့2ရင်ဆို16ရက်အတွက်ကိုကအဲ့ဒီပတ်စံနဲ့ညီလေးပညာရဲ့450ပြန်တုံးလိုက်တယ်။အဲ့တော့အဲ့ဒီ16ရက်နေ့မှာပဲကျွန်တော်ဒီစာချုပ်လေးကိုလုပ်ဖြစ်တယ်။ဒီစာချုပ်ကတနည်းပြောလို့ရှိရင်တော့သူတို့နဲ့ကျွန်တော်တို့ရဲ့ဂျာမန်ယုံကြည်မှုတစ်ခုလို့လည်းပြောလို့ရတယ်။ အဲ့ယုံကြည်မှုကပါလဲဆိုတော့ကျွန်တော်တို့အတူရှင်တွေကငွေလူလိုက်တယ်ဒီငွေကိုသူတို့လက်ထဲထည့်လိုက်တယ်သူတို့လိုအပ်တဲ့ဝါသစ်သို့စတဲ့ဥစ္စာတွေကိုသူတို့ဝယ်နိုင်လဲဝယ်တကယ်လို့မဝယ်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဝါရနိုင်တဲ့နေရာကိုကျွန်တော်စီစဉ်ပေးတယ်တကယ်လို့ဝါရွာငန်းထွက်တယ်ခုနပြောတဲ့ကျွန်တော်ပေါင်းလောင်းအထွက်တယ်လွိုင်းလင်းအထွက်တယ်ထွက်တဲ့နေရာစုပ်တွေကိုတော့အခုကျွန်တော်တက်နိုင်တဲ့နေရာ లై ့စုပ်ပေးထားတယ်စုပ်ပြီးကျွန်တော်တို့ကိုယ်တိုင်လည်းချိတ်ဆက်ပေးတယ်โอเคဝါရပြီဆိုကားခက်ခဲဖြစ်တယ်ဆိုလို့ရှိရင်အခုကားလှူမဲ့ ဟိုအသွားပြန်ကျွန်တော်တို့စီစဉ်ပေးမဲ့တငယ်ချင်းတွေစီကနေပြီးတော့ကျွန်တော်အကျုခံပေးပြီးတော့အဲ့လောက်အဲ့လိုမျိုးပေါ့လုံးလို့ရတဲ့အခြေအနေတစ်ခုရှိတော့ကျွန်တော်တိဆောက်ပေးထားတယ်။ဒါဝါပေါ့နောက်ပြီးတော့တစ်ဆိုလို့ရှိရင်လည်းကျွန်တော်မိတ်ဆွေတွေရွှေတဲ့ဒီကဝေးထွန်းတို့အုပ်စုတွေရှိတယ်တခြားလူတွေနဲ့ကျွန်တော်အခုတိုက်မြင်နေကြတယ်။အဲ့ဖြစ်အတွက်ကိုလည်းပေါ့သူတို့ဘသူရှင်တွေကတော့ငွေကြေးလှူလိုက်တယ်။အဲ့ဒီငွေကြေးပေါ်မှာကျွန်တော်ငွေသီးသန့်ပေးလိုက်လို့သူတို့ဝယ်တဲ့အခါမှာလိုအပ်တဲ့ဈေးထက်ကိုပိုပြီးမြင့်နေလို့ရှိရင်သူတို့ကောင်းကောင်းမွန်မွန်ဒီငွေရဲ့ဟိုတန်ဖိုးတစ်ခုက ပစ္စည်းကောင်းကောင်းမွန်မွန်နဲ့တကယ်ကောင်းတဲ့အခြေအနေတခုမရမှလည်းစိုးရိမ်နေတဲ့အတွက်ခုနဗတ်ပေါင်းစုံကနေပြီးတော့ကျွန်တော်လုံလို့ရတဲ့အပိုင်းခြားတွေကိုတော့ပံ့ပိုးပြီးတော့ကူညီထားပါတယ်ခုနငွေရောပစ္စည်းတွေရောသူတို့လိုချင်တဲ့အခြေအနေတွေကျွန်တော်ပံ့ပိုးပေးပြီးဆိုလို့ရှိရင်သူတို့အိမ်ရောသူတို့လက်နဲ့သူတို့စိတ်ကြိုက်ပုံဖော်နိုင်မှုအတွက်ကိုကျွန်တော်ရည်ရွယ်တာပါနော်နောက်ကျွန်တော်တို့ကငွေပဲပေးပြီးတော့ကျန်တဲ့ဟာကိုပံ့ပိုးပေးလိုက်တဲ့အခါကျတော့သူတို့တက်ညီလက်ညီနဲ့ဘေးနားမှာရှိတဲ့အိမ်တွေကလည်းတအိမ်ကိုဝိုင်းပြီးတော့ကူညီကြပြီးတော့အချင်းချင်းစည်းစည်းလုံးလုံးလေးနဲ့ပြောစရာကောင်းတဲ့ တင်နေထူထောင်ရင်းလေးတခုကိုကျွန်တော်တို့ကဟိုဆန္ဒပေါ့နော်အဲ့လိုမျိုးလေးစီရွယ်ပြီးတော့ပုံဖော်ပြကြရပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဒီထဲမှာပါတဲ့ရည်ရွယ်ချက်တခုရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ပြူပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဒီအိမ်ကိုဟိုအိမ်ပြေပေါ့အိမ်တလုံးဆောက်ဖို့ထပ်ပြီးတော့တူတမ်းမဲ့လူတွေရဲ့ငွေကြေးကိုလက်မခံဘူးဆိုတဲ့ဥစ္စာလေးကျွန်တော်ချုပ်ထားပါတယ်အဲ့ဒါတော့ဘာကြောင့်လဲဆိုတော့ဒီလူကလိုအပ်တဲ့ငွေကြေးပြန်လဲထူထောင်ရေးအတွက်အိမ်တလုံးဆောက်ဖို့ပြည့်စုံသွားပြီဆိုလို့ရှိရင်ဒီငွေကိုထပ်မယူစေချင်တာပေါ့ဘာကြောင့်မယူစေချင်လဲဆိုတော့တခြား ရွာတွေရွာတွေအင်းထဲမှာအများကြီးရှင်သေးတယ်။အခြားအဆင်မပြေသေးတဲ့မီတာစုတွေအများကြီးရှိသေးတဲ့အတွက်အဲ့ဒီမီတာစုတွေစီကိုဒီအလူရှင်တွေရဲ့ငွေတွေရောက်စေချင်တာပေါ့။ဆိုတော့အလူရှင်တွေကလည်းတကယ်လိုအပ်တဲ့နေရာကိုရောက်သွားမယ်။ခုနအင်းထဲမှာရှိတဲ့ဒီကောင်မောင်သမားတွေကလည်းဒီငွေကိုသူတို့မယူတော့ဘူး။ငါတို့ဒီမှာအလူရှင်ရပြီးပြီဆိုတော့သူတို့ချင်းချင်းတယောက်နဲ့တယောက်ဟိုယုံကြည်စိတ်ဖိမမှုတွေလည်း ဟိုဖြစ်စေခြင်းတယ်ပေါ့နော်အဲ့ဆန္ဒလေးနဲ့ကျွန်တော်ဒီစာချုပ်ထဲမှာအဲ့ဒါလေးတစ်ခုထည့်ချုပ်ထားပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာလှူခဲ့တယ်ဆိုတဲ့ဥစ္စာတွေအကုန်လုံးလည်းကျွန်တော်ကန်တာ page ကနေပြီးတော့ဟိုဂျွာနံပဲခုနအိမ်အောင်စုနံပဲမိသားစုနံပဲအကုန်လုံးတင်ပေးထားပါတယ်အဲ့တင်ပေးရတဲ့ URL ကကျတော့ဒီ in ထဲမှာလုံနေတဲ့ကျွန်တော် volunteer အဖွဲ့တွေရှိတယ်နောက်ခုနအင်းလေးယူဗိုလန်တီးယားအဖွဲ့ဟိုကျွန်တော်ညီညီမတွေရှိမယ်အခြားအဖွဲ့တွေအဖွဲ့တွေအများကြီးရှိကြတယ်ပေါ့ဟန်တူဟန်လို့ရှိမယ်ဒါနောက်ဟိုဟာရွှေရင်သူတို့အများကြီးပေါ့ ဟိုတကယ်ကြီးတဲ့အဖွဲ့ကြီးလည်းရှိကြမှာပေါ့ဆိုတဲ့အခါကျတော့အကုန်လုံးကသူတို့ရဲ့ကုညီထားတဲ့အခြေအနေတွေအလှူရှင်တွေရဲ့ပံ့ပိုးထားတဲ့နာမည်တွေရွာတွေစည်ရင်းတွေအကုန်လုံးသူ့အဖွဲ့ကြီးအဖွဲ့ကြီးရဲ့အကုန်လုံးနာမည်တွေတက်နေတဲ့အခါကျတော့တယောက်နဲ့တယောက်ချိတ်ဆက်ပြီးရှာဖွေလိုက်လို့ရှိရင်လာလှူတဲ့သူတွေကလည်းခုနလွယ်လင်းတကူဒီရွာမှာတော့ပြည်စုံသွားပြီဟိုဘက်ရွာကျန်သေးတယ်ဟိုဘက်ဖွဲ့ရလဲငါတို့တော့ဒီရွာမှာလှူပြီးသွားပြီကျန်သေးတယ်ဆိုရအကုန်လုံးရဲ့စုစည်းထားတဲ့ base တစ်ခုကိုတော့ကျွန်တော်တို့ဟိုလာတဲ့လူရှင်တွေ information သိရင်လည်းလူတွေသိလို့ရအောင်ကျွန်တော်တိဆောက်ပေးဖို့အတွက်လည်းအခုကျွန်တော်တိုင်ပင်နေကြပါတယ်ကျွန်တော်ဒီ internet မှာရှိတဲ့ priority တိုင်းမျိုးကိုမောင်းမှားနေတယ်ပေါ့နော်တူရန်ကလေးရွာလေးကိုပြောရမယ်ဆိုလို့ရှိရင်တော့ခြေစားကုန်ဟို wine လိုအပ်ချက်အားလုံးကျွန်တော်ဖြည့်ဆည်းခဲ့ပြီးသွားပြီခုနမင်းချောင် wine လိုအပ်ချက်အားလုံးကျွန်တော်ဖြည့်ဆည်းနိုင်ခဲ့ပြီးခြေသာခြေသာမှာလည်းလိုအပ်တဲ့ဝတ်တဲ့ wine တွေအကုန်လုံးကျွန်တော်တို့ဘက်ကဟိုဖြည့်ဆည်းခဲ့ပြီးသွားပြီပေါ့ဆိုတဲ့အခါကျတော့အခုကျွန်တော်တို့မနေ့ကနောက်ဆုံးကျွန်တော်တို့ သွားခဲ့တဲ့နေရာတော့ရှေ့ဝကြီးကြီးပါရှေ့ဝကြီးကြီးပါမှာလိုအပ်နေသေးတဲ့ဝိုင်း73အင်းဆောက်ဖို့ရယ်နောက်တစ်ခါဂျိုင်နဲ့ဝါတဲ့ဝိုင်း9အင်းတော့ကိုလည်းကျွန်တော်တို့မင်းအထူးတန်းခဲ့ပါတယ်ရှေ့ဝကြီးကြီးပါမှာကျွန်တော်တို့ထူတန်းခဲ့တဲ့အလှူငွေကတော့ညီမလေးမေပကြီးနဲ့ခုနှစ်ရသားသမီးတွေပေါင်းပြီးတော့ထူတန်းထားတဲ့ငွေ350တဲ့ကနေပြီးတော့အရင်ဟာအသုံးပြုမှာဖြစ်ပါတယ်လိုတဲ့ငွေကိုတော့ကျွန်တော်တို့ရှိရဲ့ Burma Fan တွေကပဲထပ်ပြီးတော့ဖြည့်ပါမယ်ခင်ဗျာကျွန်တော်မနေ့ကကျွန်တော်ရှေးဝါကြီးကြီးဝါနေပြီးတော့ကေလာကိုကျွန်တော်ဆက်သွားတယ် ကီလာမှာအင်းလေးယူဗိုလန်တီယာဆိုရဲကျွန်တော်ညီလေးညီမလေးတွေအပွဲနဲ့သွားဆောင်ပြီးတော့သူတို့ရဲ့လိုအပ်ချက်တွေကျွန်တော်အင်းထဲမှာဘာတွေဝိုင်းဝန်းပြီးတော့ဟိုအဖက်ဘက်ကနေပူပေါင်းပြီးဆောင်ရွက်လို့ရမလဲဆိုရဲဆွေးနွေးမှုတွေသွားလုပ်ကြတယ်။အဲ့ဒီမှာညီလေးညီမလေးတွေကိုကျွန်တော်တို့ကီလာအတွက်ကိုဝိုင်းငိုင်းလူတန်းခဲ့တယ်။တရင်ကို35လေးညုံနေပါတော့။လူတန်းပြီးတဲ့အခါမှာသူတို့အခုလက်ရှိပြည်မြန်မာလိုအပ်နေတာဘာတွေရှိလဲလို့ပြောတဲ့အခါကျတော့သူတို့ကဝါဝါကကြတော့ခုနပြောတဲ့ယူဝငံ နောက်တစ်ခုကျွန်တော်တို့ဟိုပင်လောင်းပေါ့စားတဲ့အဲ့နေရာတွေမှာဝါးရှိတယ်သူတို့အတွက်ကလိုအပ်နေတာကား transportation လုပ်ဖို့အတွက်ကိုကားတို့နေအဲ့ဒါကိုကျွန်တော်တို့စုံစမ်းပြီးတော့အကောင်းဆုံးတိုင်ပင်ပြီးတော့ဒီနေ့ထပ်ပြီးတော့ဟိုကျွန်တော်တို့အကောင်းဆုံးလုပ်မယ်ပေါ့လုပ်မယ်ပေါ့ဆိုတဲ့ဥစ္စာမှာကျွန်တော်မိတ်ဆွေဖြစ်တဲ့တငယ်ချင်းတွေကိုမေးတဲ့ခါကျတော့လေတငယ်ချင်းရှိတဲ့တငယ်ချင်းတွေကားရှိတဲ့တငယ်ချင်းတွေကလည်းကားတူမယ်တချို့ကျတော့လေကားကားသူတို့ပတ်မိုးပေးမယ်ပေါ့အဲအခုရွာငယ်ဘက်ကကျတော့ကိုနိုင်စိုးကကျွန်တော်တို့အခုရွာငယ်ကအကူက ခြေစားမှာမြို့သမီးတယောက်နဲ့ခြေစားအမတယောက်နဲ့အိမ်ထဲကြာတယ်။ကြာတဲ့အခါကျတော့သူကလည်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့ရွာငန်းလူတွေဝါရှိတယ်။ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လာလို့ရှိရင်တော့ရွာငန်းမှာရှိတဲ့ဒေသခံတွေကဝါ့ကိုအလကားလူပဲကြမယ်ပေါ့။အဲ့တော့ကျွန်တော်တို့လာစေချင်တယ်ပေါ့။ဒါလည်းပြဿနာမရှိဘူး။အင်းထဲမှာလူအချက်ဖြစ်တဲ့အတွက်ဒီလောက်ကကျွန်တော်ဗီမန်ခံရမှာပဲ။အဲ့တော့နောက်တစ်ခုကကြပင်လောင်းဆိုလို့ရှိရင်လည်းခုံကြီးလကောင်းပဲလာသိကြရတယ်ပေါ့နော်နောက်ဆုံးသွားတဲ့နယ်ဆိုရင်တော့ကျွန်တော်သွားဖို့ဆုံးဖြတ်ထားပါတယ်တဲ့အတွက်လည်းကုညီမဲ့လူရှိတဲ့အခါကျတော့ အကောင်းဆုံးဖြစ်အောင်တော့အင်းထဲမှာပြည်내ထူထောင်ရေးကိုကျွန်တော်တက်ဆန်တဲ့လောက်တော့ကျွန်တော်ပုံစံညံစမ်းရှိသမျှမိတ်ဆွေပေါင်းသင်းနေနဲ့စုစည်းပြီးတော့ပြည်내မှာတကယ်လုပ်နေတဲ့ယူရင်းကမာလေးတွေလိုအပ်ချက်ဒေသမှာလိုအပ်နေတဲ့အခြေအနေတွေအကုန်လုံးအကောင်းဆုံးဖြစ်ဖို့ကျွန်တော်ဒီနေ့ဖြတ်ပြီးတော့ရသွားပါမယ်ပြီးတော့ကျွန်တော်တို့ပံ့ပိုးထားတဲ့အသူရှင်တွေရဲ့လူငွေတွေဒီပဲတကယ်တမ်းပြည်내မှာလိုအပ်နေတဲ့မိသားစုတွေစီလို့မကြောက်ရအောင်ကျွန်တော်တို့စွမ်းနိုင်သမျှကြိုးစားပြီးတော့ဆက်လက်ပြီးခီးဆက်ပါမယ်လို့ပြောချင်ပါတယ်ခင်ဗျာ